မင်္ဂလာပါရှင်ရခုံခေတ်ရဲ့မနက်ခေတ်ရင်းတွေကိုတက်ဆက်ပေးပါမယ်ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာအေအေလောက်ကိုကြောက်ရောက်သွားပြီဖြစ်တဲ့အတွက်အေအေနဲ့မဆက်ဆံပဲနေမရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးကြံပေးကပြောပါတယ်ရင်းကျော်မြို့နယ်ဘလဘရွာကိုရွာလုံးကျုပ်မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုနေရစတဲ့ဂျားဖြတ်တက်ခတ်ရာမှာစစ်ကောင်စီတပ်သား20ကျော်တေသွားတဲ့တဲ့ရင်ပါဝင်ရခုံခေတ်ရဲ့မနက်ခေတ်ရင်းတွေကိုတက်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဟာစစ်ကောင်စီရဲ့ထင်းချုံမှုအောက်မှာမရှိတော့ဘဲအေးလက်အောက်ကိုကြောက်သွားပြီးဖြစ်တဲ့အတွက်ကြောင့်ဘင်္ဂလားဒေ့ရှ်ကအေးနဲ့မဆက်ဆံပဲနေမရတော့ဘူးလို့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောကြားလိုက်ပါတယ်ဧပြီလ29ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ကစစ်ဘေးသင့်ပြည်သူတွေအတွက်မြန်မာနိုင် င်ခံရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်တခြား ူသားချင်းစာနာထောက်ထားမှုစင်းကြံတိစောက်ဖို့အတွက်ကုလသမဂ္ဂရဲ့တောင်းဆိုချက်ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကသဘောတူညီခဲ့တယ်လို့လည်းသူကပြောပါရတယ်။အဲ့ဒီသဘောတူညီချက်ဟာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းတစ်ခုဖြစ်လာမှာဖြစ်ပြီးအသေးစိတ်ကတော့မပြောနိုင်သေးဘူးလို့လည်းဆိုထားပါရတယ်။ဒါအပြင်မြန်မာနိုင်ငံကပဋိပက္ခတွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ဓာတ်ရိုက်ချိတ်ဆက်နေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းခုံလုံးတွေရဲ့မြန်မာနိုင်ငံဘက်ကဒုက္ခသည်တွေကိုမြန်မာနိုင်ငံကိုပြန်လည်ပို့ ဆောင်လုပ်ရလို့လည်းဘင်္ဂလားဒေ့အစိုးရရဲ့နိုင်ငံခြားရေးအကြံပေးကပြောပါရရှင်ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ကောက်ကွေမြို့နယ်မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာ၃ခုကို KNL ပူးပေါင်းတပ်တွေကတပြန်နက်ထဲပိတ်ဆို့တိုက်ခိုက်နေရလို့ KNL ပူးပေါင်းစစ်ရေးတရင်မြစ်တွေကရန်ကုန်ခေတ္တကိုပြောပါရတယ်။ကောက်ကွေမြို့ကအကြမ်းဖက်စစ်တပ်ရဲ့အမှတ်၁၂စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ဦးနီး ကိုရတိုင်းစစ်ကတော့အောင်စရာစစ်စင်ရေးနောက်တန်းကုတ်ကဲစကန်ရွှေကြက်မင်းဖုံးကြောင်းနဲ့ခါရ69တရင်အနောက်ဖက်ခန်းစစ်ကရုတ်နေရာတွေကို KNL မဟာမိတ်တပ်ဖွဲ့တွေကတပြိုင်တည်းပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ပွဲပြင်းထန်နေတဲ့နေရာတွေကိုစစ်ကောင်စီတပ်ဆွဲထားတဲ့ဂျုံတို့ဂျိုင်းဒရာဘက်ကနေဟောင်ဝေစာလက်လက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေသလိုလှိုင်ဝ အမြောက်တက်ကလည်းရန်ကုန်ရွာဘက်ခရယ60ခွန်တက်ကလည်းရွှေကြမ်းလေးတံခိုးရွာဘက်ကိုပြစ်ခတ်တာတွေဒရုန်းနဲ့တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေရလို့လည်းသိရပါဗျ။အဲ့ဒီရွှေကြမ်းဖုန်ကြီးကျောင်းနေရာဟာအောင်စရာစစ်ကြောင်းရဲ့နောက်တန်းခန်းစစ်ကိုကဲရေးစခန်းဖြစ်တဲ့အတွက်ကြောင့် KNL ပူးပေါင်းတပ်တွေကတိမ့်ပိုက်ရရှိရေးစစ်ကောင်စီတပ်ရဲ့မြောက်ရီအာရှလန်စစ်စင်ရေးကိုအမြင့်ဖြတ်နိုင်ပြီဖြစ်ကြောင်းစစ်ရေးနယ်မြေတာဝန်ရှိသူကသုံးသပ်ပြောဆိုပါတယ်ရှင်။ မကွေးရတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတန်းရေစုံမြို့နယ်ဘလဘရွာကိုရွာလုံးကျုံမီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီစစ်တပ်စစ်ကြောင်းကိုလျှဲစက်တဲ့ဂျားဖြတ်တက်ခတ်ရာမှာစစ်ကောင်စီတပ်သား20ကျော်ထေသွားခဲ့တယ်လို့ ရင်းစိုးတပေါင်းစုသတင်းပြန်ကြားရေးတာဝန်ခံ ZPK ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်ဧပြီလ20နေ့ကပခုတ်ကူမြို့ကနေလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရင်းစိုးဘက်ကနေလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတို့ပူးပေါင်းကအင်အား250ကျော်နဲ့ရင်းစိုးမြို့နယ်ကျူရွာဘက်ကိုမနဲ့လေးလိုင်းကနေစတင်ကား စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာမနေ့9နိုင်လောက်မှာတော့ဘလော့ဘောက်ရေးရဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်လာစဉ်တွင်ရေဂျိုတပ်ပေါင်းစုကရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာနောက်ကြောင်းပြန်လှည့်သွားတယ်လို့လည်းသိရပါတယ်။အဲနောက်နေ့လည်လောက်မှာတော့နောက်တကြော့စစ်ကြောင်းထိုးလာပြီးမဲ့လဲတက်လက်ပြီးကျူရကျေးရဘက်ကိုပြန်ထွက်ပြေးသွားပြန်တယ်လို့လည်းသတင်းပြန်ကြားရေးတာဝန်ခံ ZPK ကပြောပါတယ်။အဲနောက်ဧပြီလ22ရက်နေ့မှာတော့ ထပ်ပြီးတော့ဘလဘရွာဘက်ကိုစစ်ကြောင်းထိုးလာစဉ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကတပ်သား20ကျော်ဟာသေပြီး30ကျော်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗါးအဲ့ဒီတေသွားတဲ့အကြမ်းဖက်တပ်သားမတာအလောင်းတွေကိုပခုတ်ကူဘက်ကို3ပိန်းနဲ့ပြန်လဲတယ်ဆောင်သွားတယ်လို့လည်းရေဂျိုတပ်ပေါင်းစုသတင်းပြန်ကြားရေးတာဝန်ခံဇက်ပီကီကပြောပါရရှင် ဒီတခါမှာတော့စကိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်တနာကျောက်ကဆက်တက်လေထီတစီလေပြင်းကြောင့်ပြက်ကျလာပြီးအဲ့ဒီလေထီမောင်းနေသူစစ်သားနှစ်ဦးကိုတော်လိုင်းတစ်ဖက်တစ်ခုကဖမ်းဆီးရရှိထားတယ်လို့တော်လိုင်းသတင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ည8:24မိနစ်မှာအနောက်မြောက်တိုင်းစစ်တနာကျောက်နမခတ်တက်အတွင်းကနေပြည်သူလူနေထိုင်ရာခြေရွာတွေကိုဘုံကျဲရံအတွက်ဆက်တက်လေထီနစီတက်လာခဲ့တာလည်းဖြစ်ပါရယ် လေပြင်းတက်ခတ်မှုကြောင့်ဆက်တက်လေထီးတစည်းသာအနောက်မြောက်တိုင်းစစ်တနာကျော်ဘောလုံးကွင်းထဲကိုပြန်လည်ဆင်းသက်နိုင်ခဲ့ပြီးကြံတစည်းမှာတော့လေတိုင်နှုံးနဲ့ချင်းနှင်းမြကြောင်တိုင်းအောက်ဖက်ကိုမျောပါသွားတယ်လို့လည်းသိရပါဗါးအဲဒီလိုလေပြင်းနဲ့ပါသွားတဲ့ဆက်တက်လေထီးကမောင်းနေသူနှစ်ဦးဟာခုန်ချထွက်သွားမှုကြောင့် ချင်းလွင့်မြက်အနောက်ဖက်ချမ်းကိုရောက်ရှိသွားပြီးတော်လန်တစ်ဖက်တစ်ဖက်ကဖမ်းဆီးရရှိထားရလို့လည်းသိရပါဗျ။ဖမ်းမိထားသူနှိုးကိုစစ်စင်းမင်းမြန်းနေတယ်လို့သူတို့ခုံချဆွန့်ပစ်ခဲ့တဲ့ဆက်တက်လေထီကိုလည်းတော်လန်တစ်ဖက်တွေကလိုက်လံရှာဖွေနေစေဖြစ်တယ်လို့လည်းသိရပါဗျ။ပြီးခဲ့တဲ့ဧပြီလ23ရက်နေ့ညနေ9:30မိနစ်ခန့်ကလည်းပခော့ကူမြို့နယ်တပ်မ101ကနေတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ဆက်တက်လေထီ3စီကိုတော်လန်တစ်ဖက်ဝင်တွေကလက်လက်ငယ်ရုံနဲ့ပစ်ခတ်ခဲ့ရမှာဒစီးမှာကြီထိမှန်ပြီးစ ဆက်ချုပ်ရင်းကပြက်ကျခဲ့ပြီမဲ့လေလေဒီမောင်းနေသူစစ်သားချို့လွမြောက်သွားခဲ့လို့လည်းသိရပါရရှင်မန္တလေးတိုင်းတပောကိုတင်ဆက်ပေးကြပါရစေမန္တလေးတိုင်းညောင်ဦးမြို့နယ်စင်ကူတိုက်နယ်မြေရဲစခန်းကနေစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကို ဂျားဖြတ်တက်ခတ်ရာကနေစစ်တပ်ဘက်ကလေးဟွာသေသွားကြတယ်လို့ဗကန်ဘိုချို PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့ April 28ရက်နေ့မနေ့9:00နိုင်မိနစ်30ခန့်ကမကွေးတိုင်း6မြို့ကနေမန္တလေးတိုင်းညာဦးမြို့နယ်စင်ကူးတိုက်နယ်မြေရဲစခန်းကိုအင်အား60ခန့်စစ်ကားနှစ်စီးနဲ့ရောက်ရှိလာပြီးတဲ့နောက်ညနေပိုင်းမှာတော့တမရင်းနံပေါ်ဘက်ကိုစစ်ကြောင်းထိုးလာစဉ်မှာဗကန်ဘိုချို PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေကဂျားဖြတ်တက်ခတ်ခဲ့တာလည်းဖြစ်ပါရတယ်။အဲဒီတက်ခတ်မှုတွင်အ က်ဖက်တပ်သား၄ဦးဟာပွဲချင်းပြီးထေသွားတာဖြစ်ပြီးတေဆုံးသွားတဲ့စစ်သားမတအားလောင်းတွေကိုမိရှို့သွားတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့သကိုင်းတိုင်းဝန်းတို့မြို့နယ်အာမခန့်ရွာအနီးမှာအကြမ်းဖက်စစ်တပ်ကကလင်းငယ်တူဦးပါဝင်ပြည်သူ9ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ကောလင်းအင်ဖိုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရတယ်။ဧပြီလ26နေ့မနေ့9နိုင်လောက်ကဝန်းတို့မြို့နယ်အာမခန့်ကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်က ခလင်းငယ်တို့ပါဝင်ပြည်သူခုနှစ်ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်တပ်ရဲ့တပ်ဖြတ်မှုကိုခံရတဲ့ခလင်းငယ်ပါဝင်ပြည်သူခုနှစ်ဦးဟာ ပါမန်ဈေးတွေဖြစ်ကြပြီးဝင်းတို့မျိုးအရှိတ်ပဲတမိုင်းကျော်အကွာကအာမခံကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်လှည့်ကင်းတဲ့တွစ်ဆုံပြည့်ရဲ့နောက်မှာဖမ်းဆီးတပ်ဖြတ်ခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ပြည်သူတွေတပ်ဖြတ်ခံရတဲ့နေရာဟာအကြမ်းဖက်စစ်တပ်ဂိတ်တွေတရှိပြီးစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေစုံမိုးထားတဲ့နယ်မြေဖြစ်နေရလို့လည်း calling info ကတာဝန်ရှိသူတို့ကပြောပါရယ်။ကြမ်းဖက်စစ်တပ်စစ်လော်ဘီ Telegram channel လေးမှာတော့အဲ့ဒီပြည်သူတွေကို PDF တွေကတပ်ဖြတ်တယ်လို့လိမ့်လေဝါဒဖြန့်နေပြီမဲ့ လည်းဒေသပြည်သူတွေကတော့စစ်တပ်ရဲ့တပ်ဖြတ်မှုဖြစ်တယ်လို့အတိအပြုပြောဆိုနေကြပါရဲ့ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကရန်ကုန်ခေတ်ရဲ့မနက်ခေတ်တွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။